အခုလိုအကြောင်းရင်းကြောင့်အကယ်ဒမီစုကျင်းတဲ့ရောင်းမယ်လို့ခံမှန်းချင်းခံနေရတဲ့နေတိုးနဲ့မြင့်မြတ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်။2025ခုနှစ်မြမရုပ်ရှင်အကယ်ဒမီထူးချွန်စူပီပွဲကြီးနီးကပ်လာတဲ့အမြောက်ပရိသတ်တွေရဲ့ရင်ထဲမှာဘသူတွေများဒီနှစ်အကယ်ဒမီရနိုင်မလဲဆိုတဲ့ရင်ခုန်သံတွေထင်ကြီးပေးမှုတွေနဲ့အရန်ကိုလှုပ်ခတ်နေတဲ့အကြောင်းပေါ့။တခြားစုတွေထပ်ပရိသတ်တွေအားလုံးကအမျက်လုံးတောက်ထောက်ကြည့်နေကြတဲ့အမျိုးသားဆက်ဆောင်စုအထွတ်ကတော့ဒီနေ့မှတကယ့်ကိုထိတ်တဲတွေ့နေရပြိုင်ပွဲကြီးနှစ်ယောက်ရှိနေတာပါ သူတို့နှစ်ယောက်ကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းစူပါမင်းသားကြီးနှစ်လက်ဖြစ်တဲ့ Academy နေတို့နဲ့ Academy မြင့်မြတ်တို့ပဲဖြစ်ပါရရှင်။တကယ်တော့ဒီမင်းသားနှစ်ယောက်ကအခုဆိုရင်အသက်အရွယ်အဖြစ်လူလက်ပိုင်းအရွယ်တွေကိုရောက်ရှိလို့နေကြပါပြီ။ဒါပေမဲ့ထူးခြားတာကသူတို့ရဲ့အနုပညာစွမ်းဆောင်ရည် performance တွေကအကျသွားခြင်းမရှိဘဲအခုချိန်ဒီတိုင်းပြည်ရဲ့ထိပ်တန်းမင်းသားတွေအဖြစ်နဲ့ပရိသတ်တွေရဲ့အချစ်တော်တွေအဖြစ်ခိုင်ခိုင်မာမာရပ်တည်နေသေးပါ။အထူးသဖြင့်တော့ဇက်ကောင်စီရိုက်တွေအပေါ်မှာစီမျိုးနိုင်မှု IT တွေပြည်ပြနိုင်မှုတွေတခြားသောနောက်တဲ့မင်းသားတွေလုံးဝလိုက်မမေနိုင်တဲ့ level တခု ုမှရှိနေသေးပါဒါကြောင့်လည်းနေ့စဉ်နေ့တိုင်းအကယ်ဒမီစုအတွက်ဒီမင်းသားနှစ်ယောက်ရဲ့နာမည်ကပဲအဓိကအပြိုင်ဖြစ်နေကြတာပါကဲဒီနှစ်2025ခုနှစ်အတွက်ရောဘာဖြစ်လို့သူတို့နှစ်ယောက်ထဲကပဲကျင်းတည်ရမယ်လို့ထင်ကြပြီးခင်နေရတာလဲသူတို့ရဲ့ဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းတွေကိုကြည့်လိုက်ကြရအောင်ပထမဆုံးမင်းသားကတော့မြင့်မြတ်ပါမြင့်မြတ်ကဒီနှစ်မှာအကယ်ဒမီမှတ်လို့ရတဲ့ဇက်ကားကောင်းတွေနှစ်ကားတောင်ရှိနေရကသူ့ရဲ့အဓိကအားသာချက်ပါ ပထမတကားကတော့ဒီနေ့အစာပိုင်းမှာယုံတင်ခဲ့တဲ့မြေစာရုပ်ရှင်ဆက်ကပါဒီကားမှာတော့မြင်းမြတ်ဟာပရိသတ်တွေရဲ့အမြင်ဖြစ်နေတယ်ဟာတာမင်းနာပုံစံကိုလုံးဝချိုးဖြတ်ခဲ့ပါတယ်သူကစီပင်အမိုက်ကောက်သမားတယောက်နေရာကနေသူ့ရဲ့ညီလေးနဲ့ညီမလေးအတွက်ဘဝတစ်ခုလုံးကိုအနစ်နာခံခဲ့ရတဲ့အကိုကြီးတယောက်ရဲ့အတွင်းစိတ်ခံစားချက်တွေကိုပရိသတ်တွေရင်ပတ်တဲတီးရအောင်တရုပ်ဆောင်ပြသွားခဲ့ရပါဒါဒီမင်းလားဆိုတော့မဟုတ်သေးပါဘူးအခုလက်ရှိယုံတင်ပြသနေစေဖြစ်တဲ့အတူးဆိုတဲ့ရုပ်ရှင်ဆက်ကားကြီးကသူ့အတွက်ဒုတိယမြောက်အကယ်ဒမီမျှော်လင့်ချက်ပါ ါဒီကားထဲမှာတော့မြေစာနဲ့လုံဝဆန့်ကျင်ဘက်မြို့ကနေကျေးလက်ကိုစေကူဘူးရောက်နေတဲ့ဆရာဝန်မလေးကိုအယံယိုးသားစွာနဲ့ချစ်မိတော်တဲ့ကျေးလက်တော်သားလေးအဒူးနီယာကနေပရိသတ်တွေမျက်စိကျလာအောင်ယူသားမှုနဲ့အချစ်ကိုပုံဖော်ပြခဲ့တာပါ။ ဒီလိုမျိုးတစ်နှစ်တည်းမှာအကွဲပြားတဲ့ဇယုံနှစ်ခုကိုအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ရာကြောင်းမြင်းမြတ်ကအကယ်ဒမီစုတွတ်ထိတ်ဆုံးကနေရေးပန်းစားနေရပါကဲမြင်းမြတ်ကဒီလောက်ကောင်းနေချိန်မှာသူ့ရဲ့အတ္တိကပြိုင်ဘက်နေတိုးကရောပါရီလှုပ်ထားလေအခုနှစ်မှာနေတိုးအကယ်ဒမီရနိုင်လောက်တဲ့ဇက်ကယုံမတင်ရသေးပေမဲ့နေတိုးကမကြခင်ယုံတင်မဲ့မျက်လက်တက်ပေမဲ့ရေစည်းကကျန်းနေဆိုတဲ့ရုပ်ရှင်ဇက်ကချင်းနဲ့အကယ်ဒမီကိုမှန်းနေတာပါ ဒီကနေ့မှာသူရဲ့ဇယုတ်ကတကယ့်ကိုစိန်ခေါ်မှုအကြီးကြီးပါသူက LGBT နတ်ကတော်တယောက်နေရာကနေသူရဲ့အနုပညာသက်ပေါင်းသူရဲ့အစွမ်းတွေအကုန်လုံးကိုထုတ်သုံးပြီးတော့တယောက်ဆောင်ထားပါတယ်ဒီလိုဇယုတ်မျိုးကမင်းသားတယောက်အတွက်အရန်ကိုတယောက်ဆောင်ရခက်ခဲတယ်လို့ပရိသတ်ရဲ့လက်ခံမှုအတွက်စွန့်စားရတဲ့ဇယုတ်မျိုးပါဒါပေမဲ့နေတိုးကတော့ဒီနက်ဂရော်ကာရီတာကိုပြည်ပြလုံးလုံးပြည်သက်တွေရဲ့ချီးကျူးမှုအပြည့်အဝရရှိထားပြီးအကယ်ဒမီနဲ့ထိုက်တန်နေလို့တခဲနဲ့သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့်ဒီနေ့ Academy ပွဲကတကယ်ကိုအကဲဖြတ်တွေခေါင်းခဲ့ရမယ့်ပွဲပါတစ်ဖက်ကဇက်ရုပ်အစုံနဲ့မြေစာအတူးဆိုတဲ့ဇက်ကားနှစ်ကားနဲ့အာသာနေရဲ့မြင့်မြတ်တစ်ဖက်ကဇက်ရုပ်အပြောင်းလဲနဲ့နဂရော်ဆိုတဲ့စိန်ခေါ်မှုဇက်ရုပ်ကြီးတစ်ခုတည်းနဲ့တိကျတိကျနေရဲ့နေတို့ဒီစူပါမင်းသားနှစ်ယောက်ထဲကဘသူက2025ခုနှစ်အတွက် Academy ရွှေစင်ရုပ်တူကြီးကိုစုကူတော်မလဲဆိုတာတကယ်ရင်ခုန်စရာပါအခုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့အနေနဲ့ဒီနှစ်အတွက်နေတို့နဲ့မြင့်မြတ်ဘသူကို Academy ရစေခြင်းလဲမြင့်မြတ်ရဲ့အမြေစာလားအတူးလားဒါမှမဟုတ် နေတိုးရဲ့နက်ကတော်ဇက်ရုံလားဆိုတာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်